အားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းကြမှာခြံနာကြပါလေဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်နှစ်ပွဲရှိတယ်ခရစ်စတာပယ်လစ်နဲ့ဝူးမန်စီတီနဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ပွဲချုပ်သုံးသပ်ပေးမယ့်ပွဲစဉ်ကတော့ခရစ်စတာပယ်လစ်နဲ့ဝူးတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ပေးထားတဲ့ body ကြီးကတော့အေရှန်အသင်းဖြစ်တဲ့ခရစ်စတာပယ်လစ်က level 30ရှုံး9ပေါင်းကြီး390နိုင်ဆိုမှဖွင့်ထားပါတယ် ေဘယ်မှာကြည့်မယ်ဆိုလို့ရှိရင်ခရစ်စတာဘယ်ကအဆင့်ဆက်နဲ့မှရှိရ49မှာဘူကတော့အဆင့်ဆက်၄မှာရှိရ42မှာပေါ့နော်ခရစ်စတာဘယ်ကတော့ကျွန်တော်တို့ဒါ FA Cup Champion ပေါ့နော်ပူပူနွေ့နွေ့လေးဖြစ်ထားတာတွေ့ရတယ်ပေါ့ဗျာဒီနှစ်တည်းကပထမအကြော့ကိုကြည့်မယ်ဆိုရင်တူတူဆိုတဲ့ရန်နဲ့ပြီးဆုံးထားတာတွေ့ရတယ်လက်ရှိခရစ်စတာဘယ်အသင်းရဲ့ Garapon ship ဝဲကိုကြည့်မယ်ဆိုရင် ခရစ်စတာပန်လေးအသင်းကနှစ်ပွဲနိုင်လေးပွဲတည်းနှစ်ပွဲရှုံးထားတာတွေ့ရတယ်ဗောနော်ရှုံးတာကမန်စီးတီးနဲ့နယူကာဆယ်ရှိမှာဗောနော်အဲ့ဒီနောက်ပိုင်းမှာတော့ဘောင်းမကိုတည်ရီဆော့တယ်အာဆင်နယ်ကိုတည်ရီဆော့တယ်ဖောရက်စ်ကိုတည်ရီဆော့တယ်ပုဂ္ဂိုလ်တည်ရီဆော့တယ်စပါးကိုတူးစီးနဲ့နိုင်ထားတာတွေ့ရတယ်ဗောနော်ကျွန်တော်ခုအသင်းရဲ့၈ပွဲကိုကြည့်မှဆိုရင် 6ပွဲနိုင်9ပွဲရှုံးထားတယ်ဗောနော်ရှုံးတာ Man City နဲ့ Brighton တို့သူရှုံးထားတာတွေ့ရတယ်ဗောနော်ဒီနှစ်တင်းရဲ့ head to head 5ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အများအဖြစ်တော့ကျွန်တော်တို့က5ပေါ်ကြထားတာတွေ့ရတယ်ဗောနော် Crystal Palace အတင်း3ချိန်နိုင်ထားတာတွေ့ရတယ်ဒီချိန်ကတော့ Wolves နိုင်ထားတယ်ဗောနော်ဒီချိန်ကတော့တည်ကြထားလဲတွေ့ရတယ်နိုင်ဂျီးယားနှုံးနေမှာတော့ Crystal Palace က40ရာခိုင်နှုန်းနဲ့ Wolves က36ရာခိုင်နှုန်းပေါ့နော် ပေးထားတာတွေ့ရတယ် Wines to Osman ဆိုရင် Crystal Palace အနိုင်ကိုနှစကွဲတရေကို၃စကွဲပေါ့နော် Wolf အနိုင်ကို၃စနီးပါးလောက်ပေးထားတာတော့တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်အဝေးကွင်းအသင်းဖြစ်တဲ့ Wolf ပဲကြိုက်တယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Man City နဲ့ Bournemouth တို့ပွဲစဉ်ဖြစ်တဲ့ Ancient Man City ကတော့တလုံး30ရှုံးနဲ့ဂိုးပေါင်းကြီး3လုံး40ရှုံးဆိုမှဖွင့်ထားတာတွေ့ရတယ်ပေါ့နော် ဇယအနေထားတွေကိုကြည့်မှဆိုရင်အင်ရှင်မန်စီတီကတော့အဆင့်6မှာရှိရ65မှာဒီပွဲရှုံးတော့မဖြစ်ဘူးသေရရှင်လောက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်။ဒါပွဲစဉ်36ပေါ့ဗျာအကလုံးကံပြီးသွားပြီဒီဘုံမောက်ရဲ့မန်စီတီပွဲကပွဲစဉ်36ဖြစ်တယ်ဘုံမောက်ကအဆင့်7မှာရှိရ53မှာပေါ့နော်။ဒီနတင်းရဲ့ပရီးမီးယားလိပထမအချောကိုကြည့်မှဆိုလို့ရှိရင်ဘုံမောက်အတန်း2-1နဲ့သူ့အိမ်ခွင့်မှာနိုင်ထားတာပေါ့နော် ဒီရဒီဒီအသင်းနဲ့တင်းရနှစ်ချိန်တွေးထားတဲ့ကြံရော FA Cup မှာပေါ့နော်ဒါမန်စီးတီးအသင်းက2-1နဲ့နိုင်ထားတာတွေ့ရတယ်အဲ့လိုပြက်ပြက်သားသားနိုင်ထားတာမျိုးမတွေ့ရဘူးပေါ့နော်မန်စီးတီးအသင်းကလက်ရှိကာရဘောင်၈ပွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါ9ပွဲနိုင်3ပွဲသိကာရဘောင်တော်တော်လေးကောင်းတယ်လို့ပြောရမှာပေါ့နော်ဘောမောင်အသင်းကလက်ရှိပရီးမီယာလိကာရဘောင်၈ပွဲကိုကြီးမှဆိုရင်9ပွဲနိုင်3ပွဲသိ3ပွဲရှုံးထားတယ်ပေါ့နော်ဒါသူတို့နောက်ဆုံးပွဲစဉ်အက်စတိုမီလာနဲ့ပွဲမှာ1-0နဲ့ ်ပင်ခွင်းမှာရှုံထားတယ်တွေ့ရတယ်ပေါ့နော်ဟတ်တူဟတ်အနေထားတွေ၅ချိန်ကိုချိန်လိုက်မယ်ဆိုလို့ရှိရင်တော့မန်စီးတီးအတင်းအပါစီရထားတာမျိုးတွေ့ရတယ်မန်စီးတီး၄ချိန်နိုင်ပြီတစ်ချိန်ကတော့ဘောင်းမောင်းနိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်မန်စီးတီးဒီပွဲစဉ်ဘယ်လိုမဆိုမနိုင်နိုင်အောင်ကန်လာမယ်ဆိုတာမန်ပေမဲ့လည်းဒီပေါက်ချက်ကခြေအောင်မှုတော်တော်လေးခက်ခဲတဲ့ခြေတစ်ခုဖြစ်တယ်ဆိုတာခြေတန်းတစ်ခုဖြစ်တယ်ပေါ့နော်ဒါကျွန်တော်နားလဲချားတယ်ပေါ့ဗျာ နိုင်ဂျီယာနောက်မှာမန်စီတီက68ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်။ဒီပွဲစဉ်မှာလူကုန်တက်ဆောင်အကုန်ထည့်ပြီးဆော့လာနိုင်တယ်ဗောနော်။အိမ်ဝင်ပွဲစဉ်လည်းဖြစ်တဲ့အတွက်ဘော်ဒီဂျီကလည်းတော်တော်လေးပြင်းနေတာတွေ့ရတယ်ဗောနော်။ Wines to Os မှာဆိုရင်မန်စီတီကနိုင်အောင်90ဗျာ။တရီကို40ခွန်းနဲ့ဘုံမောင်အနိုင်ကို6ဆပေးထားတာတွေ့ရတယ်ဗောနော်။ဒီပွဲစဉ်မှာဘယ်လိုပဲနေနေဗောနော်။အခြားချင်းတူချင်မှလည်းတူမယ်။မန်စီတီကျေးအောင်ချင်မှလည်းအောင်မယ်။တော်တော်လေးခက်ခဲမဲ့ပွဲစဉ်ဖြစ်နေပေမဲ့လည်း ျွန်တော်ဒါချန်ပီယံလိဝင်ခွင့်တက်နေရပေချအောင်လို့ပေါ့နော်မန်စီးတီဘော်ဒီပဲကြိုက်ပါလားမန်စီးတီဘော်ဒီနဲ့ဘောက်ကိုကြိုက်ပါနော်ဒီပွဲစဉ်မှာတော့မန်စီးတီဘော်ဒီနဲ့ဂိုးပေါင်းအောက်ပေါ့နော်၃လုံး40ဆိုတဲ့ညမှာဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်နော်အဓိကတော့မန်စီးတီဘော်ဒီကြိုက်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်အဓိကကြိုက်တာကတော့ဝူဘော်ဒီနဲ့မန်စီးတီဘော်ဒီဖြစ်ပါတယ်ညီကိုတို့အခြားချင်းတွေ့ရင်လိုက်ထိုးပါနော်အခြားချင်းမတွေ့ရင်လည်းအားပေးရတဲ့အနေနဲ့ကြည့်ရှုနားထောင်ပေးပါလို့ 那弄性价比咋办这边、啊？